ားလုံးမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ညီမအခုဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အတာစားခြင်းဆိုတဲ့ဆောင်းမလေးအကြောင်းကိုဘူးသူတရပွဲတင်ဆက်ဖပြပေးခြင်းတာပဲဖြစ်ပါရရှင်1388ခုနှစ်တွင်အတာစားခံရသောနေ့နံမှာဗုဒ္ဓဟူးနေ့ရာဟုတွေပါပါတယ်တဲ့1386မှာအင်္ဂါတွေအတာစားခဲ့ပါတယ်စစ်မှတ်ထူပြောတယ်အင်္ဂါနဲ့စံစီစီဈေးတွေမကောင်းပါအင်္ဂါသားသမီးတွေခက်ခဲတဲ့နှစ်ပါအင်္ဂါနဲ့ပတ်သက်ပြီးစိတ်ညစ် တယ်။အတာစားရရရလိုက်လို့သူတွေအဆင်ပြေကြပါတယ်တဲ့။ဒီနှစ်တော့အရင်နဲ့ပတ်သက်တဲ့ယောဂါ၊ရေကြီးတာ၊ဝင်းယောဂါ၊လဲရပြည့်စည်ခြေလေးချောင်း၊လေးဘိတ်တက်ရင်ရွှေစေးစသဖြင့်တတိထားရပါမယ်တဲ့။အတာဟူသည် နောက်ဆုံးကာလအကြပိုင်းကာလကို ဆိုလိုပါတယ်။တကြံအတက်ရက်နဲ့မွေးနေ့တိုက်ဆိုင်သူများသည် အတာတင့်သူများဖြစ်သည်ဟုဆိုကြပါတယ်။၎င်းကို အတာစားသည်ဟုပြောဆိုကြသည်။အတာစားတဲ့သူများဟာအတာရက်မှာကောင်းမှုကုသိုလ်များလုပ်တင်ပါတယ်။မလုံးမီလေ င်တစ်နှစ်လုံးအလုံးအကင်စီးပွားရေးကံညံ့တက်ပြီးကုသိုလ်ရေရာလုံးရင်တစ်နှစ်လုံးသူများထပ်ပို့ပြီးကောင်းကျိုးရတတ်ပါတယ်လို့စာဆိုရှိပါတယ်ရှင်။ဘေးရင်တကြံအယူဆတစ်ခုလည်းဖြစ်ပါတယ်တဲ့။အတားစားသူများရှောင်ရင်ကတော့အတန်နေနေနေဆန်းတရနေလို့ရင်ခြေလေးချောင်းသားစားခြင်း မိထုံအမှုပြုခြင်း၊လိန်ဆက်ဆံခြင်း၊သူတပားအသက်သက်ဖြတ်ခြင်း၊အရက်မူးယစ်စည်းဝါးသုံးဆွဲခြင်း၊စိတ်ဆိုးခြင်း၊ခိုက်ရဖြစ်ခြင်းတို့ကိုမပြုလုပ်ဘဲရှောင်ကျင်တင့်တယ်ဟုလည်းရှင်းဟောင်းမှုများတွင်ဆိုထားပါတယ်။အတာအစားသူပေါ်ထူးသားသမီးများလောကမိရရအစီရင်ပါ 16ရက်လေးလ2025အတက်နေ့ဗုဒ္ဓဟူးနေ့တွင်ခြေတက်လက်တဲညက်ပြီးထိုနှစ်နနက်9:45တွင်တရော်ကင်မွန်းဖြင့်ခေါင်းစည်းမင်္ဂလာကိုပြုလုပ်ရပါမည်။ဒီလင်ကောင်းမွန်တန်ရှင်းစွာဝတ်စားစီရင်လျက်အရှိတို့မြောက်ရက်တို့မျက်နာမူကားဖရာတရားတန်ကဆရာသမားမိဘဘူပွားတကြားပြမဆွတ်တူလောကပါလာတမာဒီဝသန္တနာတော်ဆောင်၎င်းနဲ့မြတ်တို့အားရှ िख ိုးပူဇော်ကြောရပါမည်။ဒီလင်၅ပါးတိလခံယူပါမဟာသမယတုတ်ယူပြီးပါမြစ်တာ တုံယူဆမိပါပြည်လင်အားလုံးမြစ်တာဖို့အမျှတမ်းပေးဝင်ပေးပါတဲ့နှစ်ဆန်းတရနေ့တွင်မိဘဆွေရင်းများကိုရှည်တက်လှူပေးပါ ပုံထူးသားဖုန်ကြီးတစ်ပါးကိုလည်းလှူဒန်းပေးပါတက်ကြီးရွယ်ဦးများကိုလှူဒန်းလို့လည်းရပါတယ်တဲ့ဖခင်အကြောင်းတန်ရှင်လုပ်ပေးရပါမယ်ဖခင်တဆူဆူတို့သွားပြီးတပြက်စီလဲခြင်းရေတပတ်ခြင်းတို့ကိုပြုလုပ်ပေးရပါမယ်ပြည်လင်၅ဘာသီလခံယူပါမဟာသမယတုံယူပေးပါမြစ်တာတုတ်ကိုယူဆပေးပါပြည်လင်အားလုံးမြစ်တာဖို့အမျှတမ်းပေးဝင်ပေးပါတဲ့ထို တို့သောကောင်းမှုကုသိုလ်ပြုလုပ်ပေးခြင်းဖြင့်ကောင်းမြတ်သောမင်္ဂလာနှင့်ပြည့်စုံပြီးကောင်းကျိုးများကိုရရှိစေသည်ဟုရှင်အောင်ချမ်းများတွင်အဆိုကြီးကြပါသည်ဟုရည်သားထားပါတယ်ရှင်။ငွေရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။